ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။စုဂျာတာဆိုတဲ့ကောင်မလေးကသူရဲ့ခင်မနာရက်နဲ့ရောက်မှဖြစ်သူဆာရိုစတိုနဲ့အတူတူနေထိုင်ပါရယ်။နာရက်ကလည်းဖေးရေးဆိုင်မှာအလုပ်လုပ်ပေမဲ့စာဝတ်နေရခက်ခဲနေပါရယ်။ဒီနေ့မှာတော့နာရက်ကအလုပ်ကနေပြန်လာတဲ့အချိန်မှာစုဂျာတာကသူ့ရဲ့မိသားစုကိုတခုခုပြောလိုက်ပါရယ်။ နားထောင်ပါဦးကိုတယောက်တည်းပြင်ပန်းနေတာထက်စားရင်အိစည်းကိုကူညီဖို့ကျမလည်းအလုပ်တစ်ခုခုလုပ်သင့်တယ်လို့တွေးမိတယ်။ဆိုကြတာချစ်လေးမင်းဘာလို့လုံးမလဲ။ကိုကျမလည်းရာဆိုင်ပြိုးတာကျွမ်းကျင်တယ်ဆိုတာကိုလည်းအတီးပဲလေ။ဒါအပြင်ကျမတို့အိမ်ဝင်ထဲမှာလည်းနေရာလိုလေးရှိတယ်။အဲ့ဒီမှာဟင်းသီးဟင်းရွက်လက်လက်ဆက်ဆက်တွေစိုက်ပြီးရောင်းရင်ငွေလေးနည်းနည်းရမယ်လို့ကျမတွေးမိတယ်။ကောင်းပြီဆိုကြတာမင်းသာလှုပ်ချင်စိတ်ရှိရင်ကိုတားမြင်မှာမဟုတ်ပါဘူးမင်းသင်းသည်ဟရွက်တွေရောင်းနိုင်တယ်ကိုတက်ကတော့ပြဿနာမရှိပါဘူး ရောက်မှကြီးဆာရုရှ်ကတော့တမိမသာအဲ့လိုစိတ်ကူးရှိရင်အမေလဲကူညီပေးမယ်လေ။ခေါင်းမပြီးအမေဒါဆိုတမိမနဲ့ဖန်စည်းကနေမျိုးစေ့တွေဝယ်မယ်။အမေကျမတို့ကလေအရွက်မျိုးမျိုးစိုက်တင်တယ်လို့တွေးမိတယ်။မုံညင်းဟင်းနှွေနဲ့ကြံတဲ့အရွက်အသီးတွေရဲ့ရှာသီးဥရရောက်လာပြီးအဲ့ဒါတွေနဲ့သူအရန်ကောင်းနေဟင်းသီးဟင်းရွက်တွေအများကြီးစိုက်ပြိုးနိုင်တယ်။ကောင်းပါပြီတမီးနေရတက်တိကိုမြင်ရတာအမေအယံဝမ်းတာတယ်တမီးရဲ့စူးစမ်းအားထုတ်မှုအသီးပွင့်တွေပွင့်လန်းလာမယ်ဆိုအမေသိတယ် နောက်တနေ့မှာစုဂျာတာကရခမနဲ့အတူဟင်းနီဟီရဆိုင်ပြို့ဖို့အတွက်ဈေးမမျိုးစေ့တွေဝယ်ယူခဲ့တယ်။စုဂျာတာကဆာရုရှ်နဲ့ဦးစလုံးကအင်မတန်ကြိုးစားပန်းစားနဲ့အိမ်ဝင်းထဲမှာဟင်းနီဟီရအမျိုးမျိုးကိုမျိုးစေ့ချခဲ့ကြတယ်။အဲဒီချိန်မှာပဲအိနီနာချင်းချန်နကီအိမ်နာကိုရောက်လာခဲ့တယ်။ ထာရီယာပါရီလေဒီနေ့ရောက်ကမနဲ့ချိန်မနှစ်ဦးစလုံးခြံဝင်းကိုရှင်းလင်းနေကြပါလား။ထာပါရီလေမင်းတို့ကခြံဝင်းကိုလေကွင်းဖြစ်ပြောင်းလဲလိုက်တာလား။မင်းတို့ဟင်းဒီဟိရွက်ဒီဆိုင်နေကြတာပဲ။မင်းတို့တွေဟင်းဒီဟိရွက်ဆိုင်ဖွင့်ဖို့အရည်ရွယ်ထားတာလား။ဘာလဲနင်တို့ကအိမ်အောင်မပြီးတာကိုဇမရတွေကအရင်လာအောင်လုပ်နေတာပေါ့။မင်းတို့တွေငါတို့တခုလုံးနေအောင်အနှံ့ခံမိတာလား။ဂျန်နကီအမကျမတို့ အင်းကြီးရယ်ဆိုင်နေတာပါကျမတို့ရဲ့အိမ်မှာကိုတူဦးတဲဝင်ငွေနဲ့မလုံလောက်ကြလေအမသိတယ်ဒါကြောင့်ချက်ဝင်ထဲမှာဟင်းသီးရွက်တွေစိုက်ပြီးရောင်းရင်ငွေနဲ့နဲ့ရမယ်လို့တွေးမိတယ်အဲ့ဒါကြောင့်ကျမနဲ့အမေမျိုးစိချနေကြတာကောင်းပြီအဲ့လိုကိုကောင်းပြီလေမင်းတို့နေရအလုပ်လုပ်ကြကျမတော့သွားတော့မယ်အိုးသမီးနင်တို့မသိဘူးလားဒီဂျန်နကီကအရန်လိမ်မာတဲ့မိမပဲသူယောက်ျားကဆိုင်ကောင်းကောင်းတစ်ခုမှအလုပ်လုပ်တယ်။တနာစရာကောင်းတဲ့သူမကအရန်ကိုယဉ်ကျေးတိမ်မွေးပြီမဲ့သူကတော့မကောင်းတဲ့အချင်းတစ်ခုရှိတယ်။ သူကသူတပါအလုံးလုံးနေရမြင်လဲအထီချာအဲ့လိုပဲလိုက်လို့တယ်။တမီကြည်စမ်းမအောင်။တမီဟင်းသီးရတွေစိုက်တယ်မလား။မကြခင်သူလဲခြံဝင်းထဲမှာစိုက်ဦးမှာ။ပြဿနာမရှိပါဘူးအမေရဲ့။ကျမတို့ကရောဘာလို့နိုင်မှာမလို့လဲ။သူလဲတကူစိုက်ချင်စိုက်မှာပေါ့။ကျမတို့ကဘယ်သူမှတားလို့မရပါဘူး။ အင်းနီနာချက်မာနေထိုင်တဲ့ဂျန်နကီကအရန်လေးမာရီမီမာတယောက်ပါနောက်တနေ့မှသူမကလည်းခြံဝင်းထဲမှာဟင်းသီးရွက်မျိုးစေ့တွေကိုခြားထားခဲ့ပါတယ်ဒါမှမဟုတ်ကမကြီးပြောသလိုပါပဲအလုတ်ကိုစူးစမ်းပန်းစားမလုပ်ရင်အဲ့ဒီလုတ်ရဲ့အသီးပွင့်ကိုမရနိုင်ပါဘူးအဲ့ဒါကပဲဖြစ်ပျက်ခဲ့တာပါချနကီကစူဂျီတာတို့ကိုမြင်ပြီးလုပ်ငန်းစတင်ခဲ့ပြီးမဲ့စူဂျီတာလောက်တော့စူးစားပန်းစားမဆိုင်ပြိုးနိုင်ခဲ့ဘူးအမေကြည့်ပါဦးကျမတို့ခြံဝင်းထဲမှာမုံညင်းဟင်းနွယ်မုံညင်းဖြူတွေကဘလောက်တောင်လှလှပပပေါက်နေလဲ ဟုတ်တယ်သမီးရဲ့ဒါရီကအရန်စိမ့်ဆိုနေတဲ့ဟင်းသီးရွက်တွေပဲအမေဒီနေ့ကစပြီသမီးဟင်းသီးရွက်တွေစာရောင်းတော့မယ်သမီးနင်သာပြောတာနဲ့စပြီအမေပဲကိုရိုင်းသွားရောက်လိုက်မယ်မဟုတ်ပါဘူးအမေရဲ့ဒီအသက်ရွယ်နဲ့အမေဒီလောက်လုပ်တွေအများကြီးမလုပ်ပါနဲ့စိတ်မပူပါနဲ့ကျွန်မအားလုံးကိုလုံနိုင်ပါတယ်စူဂျီတာကချနာကိုဟင်းသီးရွက်တွေနဲ့ဖြည့်လိုက်တယ်သူကကျွန်တော်ကိုအသီးရွက်တွေနဲ့ဖြည့်ပြီးလမ်းမပေါ်မှာရှိတဲ့အိမ်တစ်ခုချင်းစီကိုတိမ်တက်တိမ်ဆင်လိုက်လျောင်းချတယ် ဟင်းသီးရွက်တွေဝယ်ပါအောင်အရန်လက်ဆက်တဲ့ဟင်းသီးရွက်အစိမ်းရောင်ဟင်းသီးရွက်တွေဟင်းနုနယ်မုံညင်းမုံညင်းဖြူဟင်းသီးရွက်တွေပါတဲ့အကုန်ပါတယ်နော်မုံညင်းတပိတ်သာဝယ်ပါဟင်းနုနယ်ကလည်းတပိတ်သာဈေးဝယ်သူတွေကမုံညင်းဖြူတပိတ်သာထည့်ပေးပါဟုတ်မှချက်ချင်းလုပ်ပေးပါမယ်အိုးဒါဆူကြည်တာပဲသူကတော့အရန်ကောင်းတဲ့ဟင်းသီးရွက်တွေရောင်းနေရပဲငါ့ရဲ့မျိုးစေ့ကြတော့အလုံးပြက်စီးသွားပြီမုံညင်းရွက်တွေလည်းရောင်းမပေါ့ဘူးသူကတော့တန်တဲ့ကြီးရဲ့အသီးရွက်တွေထွက်ပြီးရောင်းချနေတာငါတို့မှတခုလုံးမှဖြစ်မယ်မဟုတ်ရင်သူကမကြခင်ငါထပ်ပို့ပြီးတော့ချမ်းသာလာတော့မှာ ကျန်ကီရဲ့စိတ်ထဲမှာစူဂျီတာပေါ်မနာလိုတဲ့ခံစားချက်တွေပေါ်လာတယ်။စူဂျီတာကဟင်းသီးဟွေရောင်းနေရမြင်တော့သူမရဲ့မုန်တိမှုများကလည်းပြည့်နှံ့နေပြီ။ဒီနေ့မှသူမခိုးကြောင့်ခိုးဝဲနဲ့စူဂျီတာရဲ့ဆိုင်ခင်းစီလာပြီးအဆင်ရှိရဲ့ဆေးဝါးတွေကိုသူမရဲ့ဥယျာဉ်ခြံထဲမှာပတ်ပြန်းခဲ့တယ်။စူဂျီတာကဒီတစ်ချိန်မှာတော့သူမရဲ့ဟင်းသီးဟွေတွေအားလုံးပျက်စီးသွားတာကိုမြင်လာရတယ်။ဟင်းနှွေတဲ့မုန်ညင်းတွေကပိုးတွေကိုက်စားကုန်တယ်။အမေဒါဘလို့ဖြစ်ရတာလေကျမတို့ရဲ့ဟင်းနှွေနဲ့မုံညင်းတွေအရင်ကောင်းကောင်းပေါက်တာထိုင်းမဲ့ဒီတစ်ချိန်တော့ပိုးတွေစားကုန်ပြီ ်ကြည်ပါအောင်အမေရဲ့အရွယ်သေးတွေအလုံးဆူဆူရွားဖြစ်သွားပြီကျမတို့ကဘာရောက်ရတော့မှလဲပြဿနာမရှိပါဘူးသမီးရဲ့မျိုးစေ့တွေပြန်ကျဲလိုက်ပါရှယ်နေငယ်တွေမှာဟင်းသီးဟွက်တွေပြန်ပေါက်လာပါလိမ့်မယ်အဲ့ဒီချိန်ကျရင်သမီးဟင်းသီးဟွက်တွေထက်ရောက်လိုက်ပေါ့ဟုတ်တယ်အမေကျမလည်းဒီလိုပဲလုပ်ရတော့မယ်ရှယ်နေငယ်တော့ဆောက်ရတော့မှာပေါ့ ။စုဂျီတာကအရန်ခက်ခက်ခဲခဲနဲ့ငွေလေးနဲ့နဲ့စူဆောင်းထားတာပါ။ဂျန်နကီကသူမရဲ့အယောင်မှန်ကိုပြလိုက်တာပါပဲ။ဂျန်နီရဲ့ဟင်းသီးဟိုရဲ့နည်းနည်းလေးကိုစုဂျီတာကရှောင်းလိုက်တယ်။အခုတော့စူဆောင်းထားတဲ့ငွေတွေနေ့စဉ်ထွက်နေတော့တာပေါ့။ဘာလို့လဲဆိုတော့ဟင်းသီးဟိုရဲ့တွေပြန်ပဖို့ရဲ့အနေငယ်ဆောင်းအောင်မှဖြစ်နေလို့ပါ။ခင်ပွန်းဖြစ်သူနရက်ရှ်ကဘာဖြစ်တာလဲစုဂျီတာ။မင်းနေမကောင်းလား။ ကိုကဘာမှမတွေးထားခဲ့ဘူးဒီတစ်ကြိမ်ဟင်းသီးဟင်းရွက်ကောင်းနေရမယ်ဆိုအဲ့ဒါတွေရောင်းပြီးငွေနည်းနည်းစုမယ်အိမ်ကိုလည်းနည်းနည်းပြင်မယ်မကြခင်လဲပွဲတော်ကလည်းလာတော့မယ်လေတိုင်းမဲ့ဟင်းသီးဟင်းရွက်တွေအားလုံးကပြည့်စည်သွားပြီဒီလာတော့အသီးရွက်တွေပေါဖို့အချိန်ယူရအောင်မယ်ဒီလာတော့အချိန်ဆောက်အောင်မှာပေါ့ကျမအဲ့ဒီအချိန်ကြီးဆောက်ရတော့မယ်ဟင်းသီးဟင်းရွက်တွေအားလုံးကကုန်သွားပြီလေဒါကြောင့်ရောင်းဖို့လည်းသွားလို့မရတော့ဘူး ခက်ခက်ခဲခဲနဲ့စိတ်ဆင်းရဲစရာတွေအပြည့်နဲ့ပဲဆူဂျီတာကဟင်းသီးဟွက်တွေစာရောင်းတော့မှပဲဇနကီကအဲ့ဒီအလုပ်ကိုရပ်တန့်လိုက်တယ်ဇနကီကတော့စိတ်ထဲမှာအယံပျော်ရွှင်နေခဲ့တယ်ဇနကီဘာဖြစ်နေရလဲမင်းဒီနေအယံပျော်နေပါလားအိုးတခုခုတော့ရှိရပေါ့ဇနကီကသူမရဲ့ခင်ပေါ်မာနိုရှ်ကိုအရာအားလုံးပြောပြလိုက်တယ်ဇနကီရဲ့စကားကိုနားထောင်ပြီးမာနိုရှ်ကစကားမပြောဘဲတိတ်ဆိတ်သွားခဲ့တယ်ထိုင်မဲ့သူကသူ့ဇနီးရဲ့အပြုအမူကိုသဘောမကျပါဘူးဇနီးတိုင်းရဲ့ခင်ပေါ်ကညနေဘက်မှာဆူဂျာတာရဲ့အိမ်ကိုရောက်လာခဲ့ပြီး အမေစူဂျာတာနဲ့ဂျန်နကီတို့ရဲ့ကိုစားကျွန်တော်အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်ဂျန်နကီကိုလမ်းမှန်မပြောင်းစေချင်တဲ့သူမကိုမုန်တီးမှုလမ်းနောက်ကိုမလိုက်နာစေချင်ပါဘူးမဟုတ်ဘူးသားမနုရှငါနဲ့ကိုအရန်လေးစားတယ်ငါအတွက်နေငါငါရဲ့သားတော့တယောက်လိုပဲဒီအတိုင်းပဲအမေကလည်းနေနေစိတ်မကောင်းဖြစ်အောင်ပါစူဂျာတာကခဲ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 နဲ့ဟင်းသီးဟွက်တွေစိုက်ပျိုးနေရတာဒါကောင်းပါတယ်သားလေးငါတို့တွေဟင်းသီးဟွက်တွေပြန်စိုက်ထားတယ်ဟုတ်တယ်ကျမနေနေတော့ဆုံးရှုံးသွားတယ်ဒါမဲ့ကိစ္စမရှိပါဘူးဂျန်နကီကသူမမှန်တယ်လို့ထင်တာကိုလုပ်ခဲ့တာပဲလေ ထိုင်းမဲ့ကျွန်တော်ကတော့ဂျန်ကီကိုလမ်းမှမပြောင်းရောက်စေချင်တဲ့ညီမကျွန်တော်ကူညီပေးနိုင်ပါတယ်။ဖာကူညီလို့လို့လည်းအကိုမနုစ်ကဂျန်ကီကိုလမ်းမှမပြောင်းရောက်စေချင်တဲ့အတွက်အဖြစ်တစ်ခုကိုစဉ်းစားခဲ့တယ်။ရှန်နင်းကကြာပြီးတဲ့နောက်မှာတော့ဂျန်ကီကစူဂျာတာရဲ့ဥယျာဉ်ခြံမှာဟင်းသီးဟွက်တွေပြန်ပေါက်နေတာမြင်လိုက်ရတယ်။အခုသူမှအဲ့ဒါတွေကိုတဖန်ဖြတ်စည်းချင်နေပါပြီ။စူဂျာတာနဲ့ဆာရိုစ်တို့ကဂျန်ကီက3ရက်စကားကိုနားထောင်နေရဆိုတာသိခဲ့ကြတယ်။စူဂျာတာသမီးဂျန်ကီငါတို့စကားကိုနားထောင်နေတဲ့အခါအချိန်ကောင်းပဲ။ဟုတ်တယ်မီး ပြီးတော့သူတို့ကစကားပြောတာကိုပြန်လဲစတင်လိုက်တယ်။သမီးအတင်ရွက်တွေဘယ်လောက်ဈေးကြီးလဲဆိုတာသမီးသိလား။ဒီတစ်ချိန်တော့အမေတို့အတင်ရွက်တွေကနေအများကြီးဝင်ငွေရတော့မယ်။တိုင်းမဲမေရူပိုင်းစစ်စပ်ပွဲကိုသွားဖို့ကအရန်ရေးကြည့်တယ်အဲ့ဒီကနေပြန်လာညနေဖြစ်လိမ့်မယ်အမေတို့တခုလောက်ကြမယ်လေအမေတို့အတင်ရွက်တွေကိုမနက်ဖက်မှာခူးကြမယ်ဘယ်တခုကများအမေတို့အိမ်ထဲကိုခိုးပြီးတော့ဒီအတင်ရွက်တွေကိုယူသွားမှာလဲအမေပြောတာမှန်တယ်ဒါပြန်မေကျမလည်းခွင့်ယူထားတယ်အမေအဲ့ဒါဆိုရင်အခုမင်းမြပြင်ဆင်ထားဆိုအပြင်ကျမတို့ရူပိုင်းစစ်စပ်ပွဲကိုသွားရအောင်မယ် ဒီချိန်မှာအနီနာချင်းဂျန်နဂီကသွားသွားရူပါရဲ့ဆက်ဆက်ပွဲကိုသွားကြနင်တို့ရဲ့အတိရတရတာမချမ်းမဲငါခုမဲအတိရတရအလုံးခုပြီးဈေးမရောက်မဲငါငွေရှာမဲဒီလိုဖြစ်လာမဲစရာလူတိုင်းသိကြတယ်သူတို့ရူပါရဲ့ဆက်ဆက်ပွဲအကြောင်းပြပြီးလမ်းလျှောက်ထွက်သွားခဲ့ကြတယ်နိုင်နေငယ်ကြပြီးရနောက်ပြန်လာတဲ့အခါသူတို့ရဲ့ဥယျာဉ်ချမ်းတစ်ခုလုံးလွတ်နေပါပြီဂျန်နဂီကအတိရတရအလုံးကိုခုပြီးရောင်းနေခဲ့တာအခုပဲဆူကြတာကချက်ချင်းဂျန်နဂီစီသွားတယ်ဂျန်နဂီအမ ကျမတို့ရဲ့ channel ကဟိန္ဒီဟွေတွေအခုခင်ရရဲဆိုတာအမှသိလားဘယ်တကူကဟိန္ဒီဟွေတွေအလုံးခိုးယူသွားပြီးတော့ရောင်းလိုက်လည်းမသိပါဘူးဒါပေမဲ့အဲ့ဒီအခုတော့အဲ့ဒီတကူလွတ်မှာမဟုတ်တော့ဘူးရေရသူ့ကိုဖမ်းပြီးထောင်ထဲခေါ်သွားမှာစူဂျာတိုင်းပါဇက်ကနေရဲချောင်းပြောတော့ဂျာတော့ဂျန်နကီကထိတ်လန့်သွားခဲ့တယ်။ထိုင်းမဲအမရေရတကူကဘာလို့လဲဆိုတာဘယ်လို့သိမှာလဲ။ ကျမတို့ဥယျာဉ်ချန်နယ်မှာဗီဒီယိုကင်မရာတက်ထားတယ်အဲ့ဒီကနေဓာတ်ပုံနဲ့ဗီဒီယိုတွေအားလုံးကသခိုးရဲ့ပုံကိုဖမ်းယူထားမှာကျမတို့ရဲ့ဟင်းသီးရွက်တွေကအရင်ကောင်ကလည်းအဖိုးခံရဖူးရယ်လေဒါကြောင့်နာရက်ကဒီကင်မရာယူလာခဲ့တာတကယ်လို့များနောက်တစ်ချိန်တရားရောက်ကဟင်းသီးရွက်ခိုးရင်ကင်မရာမှာမှတ်တမ်းတင်ထားဖို့ပါအခုတော့ကျမတို့အဲ့ဒီတကူရဲ့မတန်းကိုရေုပ်ပြဖို့သွားနေပြီမကြခင်မှာအဲ့ဒီတကူဖော်ထုတ်ခင်ရပြီးကျင်းထန်စွာအဖြစ်ပေးခင်ရမှာကင်မရာပေါ်မှာဝတ်ထားလေအမကျမမတွေ့မိပါဘူး ။ဖာပြောလိုက်တာလေအမ။ဂျနကီအမ၊ကျမမမှန်ကန်ကန်ကြားလိုက်တာဖြစ်နိုင်ပါ रे ။စုဂျာတာရဲ့စကားကိုကြားတော့ဂျနကီကငိုပြီးစုဂျာတာကိုတောင်းမယ်နဲ့။အဲဒီချိန်မှာစုဂျာတာရောက်ကမဆာရက်မနုရှ်နဲ့နာရက်တို့ရောက်လာကြတယ်။ ကျမခုလပါကျမထောင်မကြချင်ဘူးကျမရဲလက်ထဲမှာအပ်ပါနဲ့ကျမမင်းတို့ရဲ့ဟင်းသီးဟရက်တွေအားလုံးကိုခိုးခဲ့တယ်ပြီးတော့အိမ်ကြီးကလည်းအမရရဲ့ပထမဆုံးပြက်စီးသွားတဲ့ဟင်းသီးဟရက်တွေပေါ်မှာကျမကဆေးဖြန့်ခဲ့တာပါအဲ့ဒါမှပဲအမတို့ကဝေရှာပြီးချမ်းသာလာမှာမဟုတ်လို့ပဲကျမခုနားထောင်ပါအောင်သူတို့ရဲတွေကိုကျမလာမခန်းဖိုင်းကိုပြောပြပါအောင်ငါဘာမှလုပ်လို့မရအောင်ဂျန်နကီနေရမှားခဲ့တာနေအမားလုပ်ခဲ့တာအခုတော့သူတို့ကနေအဖြစ်ပေးမလားမပေးဘူးလားဆိုတာသူတို့ရဲ့လက်ထဲမှာပဲဘာလို့လဲဆိုတော့နေအမားကသူတို့နေနာစီခဲ့တာလေခုလပါဆိုကြတာ အမေကျွန်မနောက်တစ်ခါဘယ်တော့မှဒီအမမျိုးမလုပ်တော့ပါဘူး။ကောင်းပြီ။သွားတော့တိုင်းမဲ့တတိထားပါဒီနေ့အစားပြီးဟင်းသီးဟက်တွေဖျက်ဆီးမယ်ဆိုရင်လေ။မကြပါနဲ့အမဇနကီအမကျမတို့အားလုံးအမကိုကြောက်လို့နေရမှာမဟုတ်ပါဘူး။ရဲရီကလည်းအမကိုဖမ်းမှာမဟုတ်ပါဘူး။အမအမအတွက်တောင်းပန်တာပဲကျမတို့အတွက်တော့လုံလောက်ပါရဲ့။ ချင်နကီကသူမရဲ့သင်ခန်းစာကိုရသွားပြီးဖြစ်တာကြောင့်လမ်းမမော်ပြန်ရောက်လာခဲ့တယ်။စူဂျာတာကလည်းဟင်းနီဟွေတီကိုထပ်မံစိုက်ပျိုးခဲ့တယ်။အခုသူမကယုံကြည်မှုရှိနေပြီးသူမကချင်နကီစီကလည်းအနောက်ရှက်မရှိတော့ပါဘူး။မနုရှ်ကလည်းလူသားတူရဲ့တာဝန်ကိုခြေပြန်စွာထမ်းဆောင်နိုင်ခဲ့ပြီးတော့အဲ့ဒီစင်ရဲမိသားစုလေးကိုအချင်းချင်းဆုံးရှုံးမှုတွေကနေကယ်တင်ပေးနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်